မင်္ဂလာပါရှင်ဒီနေ့တော့ချက်စုဥနုခဆွဲလေးချက်စားပါမယ်ချက်စုအင်ကအင်ချက်နီးလေးပါနော်ပထမဦးဆုံးဒါကြက်သားပါကြက်သားကိုအင်းတန်းစင်ထားမယ်လိုချင်တဲ့အနေတုံးမယ်ပြီးပြီဆိုရင်တော့အဓိကမင်းရတော့အုံနောက်ပြီးပြီဆိုရင်တော့ဒါကတော့ချက်သွန်အနီအဖြူ ကိုဒါပပလိထားတယ်နှုတ်လုံးစင်ထားတယ်ပြီးဆိုရင်တော့ငပြားရည်ရဲ့အရင်ဥဆုံးချက်သားစပြီးတော့ချက်မယ်ပြီးရင်ပဲပဲပြပေးမယ်နော်အဲ့တော့ချက်စုဒီရလေးဒီပဲမှုန်ကဒါချက်စုသုံးနေကြတဲ့စိတ်နော်တူဥကြုံရင်လည်းချက်စုဒီစိတ်ကိုပဲသုံးတယ်ဥနှုတ်ခဆွဲဆိုရင်လည်းဒီစိတ်ကိုပဲသုံးပါတယ်ဒါချက်စုသုံးနေကြတဲ့စိတ်ကလေးပါ ဒါကပဲမှုန်ကိုရေဖြောထားပြီးတော့ခနာလေးစိန်ထားတာပါအကြ ాయి စိန်စရာမလိုပါဘူးเนาะပဲမှုန်ကိုရေဖြောထားတယ်ကဲအားလုံးအစင်သက်လုပ်ပြီးပြီဆိုရင်တော့ဥနုခောက်ဆွဲလေးစားချက်ကြရအောင်ဥဆုံးချက်သားကိုအရသာနေပြီးပါမယ်ဒါတော့စားထည့်လိုက်တာပါဒီစနေမုတ်လေးနည်းနည်းထည့်ပါမယ် ြီးရင်ဒါကတော့ကွန်တစီအရသာမှုတ်ပါအရသာမှုတ်တွေထည့်ရတာကြိုက်ဘူးဆိုရင်မထည့်လဲရပါတယ်နော်ပိုပူလာပြီဆိုရင်တော့စီထည့်ပါမယ်။စီပူလာပြီဆိုရင်တော့တက်တော့အနည်းအဖြူထည့်လို့ရပါပြီ။ 주시는 이 대밤에 တစုံလေးအခုလိုမျိုးနောလာပြီဆိုလို့ရှိရင်တော့အရောင်တမုတ်ထည့်လို့ရပါပြီဒီဆိုရင်တော့စပါထည့်လို့ရပါပြီ စ်သားကိုလုံးထားမယ်နော်စစ်သားလေးစစ်လာပြီဆိုလို့ရှိရင်တော့အုံးလို့ဖတ်ခဲ့ပါမယ်ဒီဒီအုံးလို့ဒီဆက်လိုက်ပါဘူးသူထိတ်မယ်အုံးလို့အကုန်လုံးမဟုတ်ဘူးနော်ဒီတဝက်လောက်ကိုအမျိုးဆုံးထည့်လိုက်တာလားအဲ့နဲ့လေးဝေးသွားအောင်လို့စစ်ပတ်ပေးရမယ် အုံနဲ့နဲ့စကားနဲ့လုံးထတာအခုမှစားလေးတွေလည်းဖြစ်လာပြီးပြပြလာပါပြီနော်ထားရပြီဆိုလို့ရှိရင်เนาะဒီအိုးလေးရရပါပြီနော်ဒီကိုခဏဆက်ထားပြီးတော့အုံလို့ဒီတွေဝတ်လို့ပါမယ်ကဲအခုဆိုလို့ရှိရင်လက်စိတ်ထားတာကိုစကားနဲ့ဆစ်လိုက်ပါမယ် ြေထည့်ပါမယ်တဲ့နဲ့အခုဆိုလို့ရှိရင်ဒါကတဲနဲ့ကြောက်အောင်လို့ငွေပေးနေတာပေါ့နော်ကျွန်တော်ပဲစစ်ထားတာရေရေထည့်ပြီးတော့တဲပေးထားမယ်ပဲစိမ့်နဲ့လေးကြောက်ပါအောင်လို့ပေါ့နော်ဆွမ်းနာတော့ကကျကားစီတက်တော့ ကျွန်မစွတ်စွန်အဖြူအနေကိုပဲတုံးပါတယ်နော်ဂျင်းလုံးဝမထည့်ပါဘူးတချို့ကဥနုခါဆိုချက်ပါတယ်ဆိုမှဂျင်းနေစပလင်နေထည့်တဲ့လူတွေရှိတတ်ကြတယ်အဲ့ဒီဥစ္စာမထည့်ရဘူးနော်အဲ့ဆိုရင်ဥနုရဲ့အနံ့အရာသာအဓိကအနံ့ပေါ့နော်လုံးဝပျောက်ပါတယ်ဆိုတော့တွတ်စွန်အဖြူအနေနဲ့ပဲစစ်တတ်မယ်နော်ခုဆိုလို့ရှိရင်ကျက်တော်ဒီထည့်လို့ရပါပြီ။

စစ်တက်ထားတဲ့ကြက်သားလေးရဲ့ကြက်သွန်လေးလည်းအီအောင်ရဲ့အကြသာကောင်းကောင်းလုံးသွားအောင်ထပ်ပြီးတော့တည်ထားရပါမယ်နော်ကောင်းကောင်းကွန်းဆူပြီးဆိုလို့ရှိရင်တော့တို့အပ်တဲ့အရာသာလေးတွေကိုအကြိုက်ပြင်ပြီးထည့်ဖို့ရပါပြီเนาะချွတ်ဆူကတော့တခြားလေးနည်းနည်းထည့်ပါလေအုံနှုတ်နဲ့တခြားနဲ့ကတို့ရဲ့အရာသာကတကယ်ကိုလိုက်ဖက်တယ်เนาะသူကချုံမုံနေပါလေထည့်တာနဲ့တော့လုံးဝမတူဘူး အုံနှုတ်ရင်းနေမှန်သမျှတရားနဲ့အရန်လိုက်ဖတ်တယ်ဒါမှမဟုတ်သူတရားနည်းနည်းထည့်ပါတယ်ပြီးပြီဆိုရင်တော့အပေါ့အငံကတော့ကိုယ့်ရဲ့အကြိုက်ပုံမှန်ဟိုတည်ပြီးတော့စားတွေပဲရတော့ပြင်ပြီးတော့ထည့်ပါမယ်နော်ဒီချိန်မှာဆက်စုတက်ကတော့စားလေးလိုသေးတယ်စားထည့်ပါမယ် ဒါကတော့ဟိုတချီနားမှုတ်ကိုထပ်ပြီးတော့ထည့်လိုက်သေးတာပါမထည့်ရင်လည်းရပါတယ်เนาะဒီအချိန်မှာကိုကအရသာကိုညှီးလို့ရနေပြီဆိုတော့ကို့အကြိုက်ကလေးပြင်ပြီးတော့ထည့်လို့ရပါပြီဒါကမပြည့်လေးနည်းနည်းထည့်လိုက်တာပါ အိုရီကြအောင်တဲပါမယ်။ကောင်းကောင်းပမွန်းစုပြီးတော့အိုကြသွားပြီအထိဆက်ပြီးတော့တဲပေးပါမယ်။ရကမီးရတာလေတော်ပဲဖြစ်သွားပြီ။အိုလည်းကောင်းကောင်းကြသွားပြီ။ကျက်သွန်လေးလည်းဤသွားပြီ။ဆိုရင်တော့အဆုံးမှာချက်စရို노စိန်ထည့်ပေးပါမယ်။노စိန်ဆင်းဆင်းရတာလေးအတွက်နော်။노စိန်ထည့်ပါမယ်။ ကဲအခုဆိုရင်စွတ်လေးတွေကလည်းအိပြီးတော့ဒီမှာအနံလေးကလည်းအရန်မွှေးရဲအရန်ကိုအရသာရှိပါတော့ချက်စရရဲ့အင်ချက်ဦးနှုတ်ခဆွဲလေးရတော့ချက်ပါပြီရှင်အရန်လွယ်တယ်မြန်နေလောရတာအရသာမှလည်းရှင်မရှင်အနုခဆွဲလေးချက်ပြီဆိုတော့မုတ်ချွတ်ကလေးကြော်ပါမင်းအနုခဆွဲနဲ့စားတဲ့မုတ်ချွတ် ကလေးကြော်ပါမင်းတခါလေးပြလိုက်ပါရနော်ဒီခောက်ဆွဲကြောက်ဒီကဒါကျမတို့အမပြီမှာအုံတို့ခောက်ဆွဲနန်ကြီးတုတ်ဒီထဲမှာထဲစားတဲ့ဟိုမုတ်ကျွတ်ကလေးပေါ့နော်အဲ့ဒီမုတ်ကျွတ်လိုမျိုးဖြစ်သွားမယ်ကြော်လိုက်လို့ရှိရင်အကြတာပါအကုန်လုံးတူတူပဲဒီတစိတ်ကလေးပြပေးပါမယ်နော်ဒါလေးကကျမတို့အာ great wall တေယုတ် asian market တွေမှာဝယ်လို့ရပါတယ်နော် ီကောင်းကောင်းလေးပူပြီးစမထည့်ပါနော်ကျေးလာအဲ့ဒါကျမတို့ဓမ္မပြီမာတော့ကဦးနှုတ်ခေါက်ဆဲရေမန်ကြီးတုတ်ပြီးလည်းမထည့်ရမုတ်ချစ်ကြော်ပါနော်ကဲဦးနှုတ်ခေါက်ဆွဲလေးရချက်ပြီးဆိုတော့စားဖို့အဆင်သင့်ပါမချက်တော့ဦးလေးလေးအေးနေရပဲ ညီကြီးတရားလေးအရာသရှင်မရှင်ခုနကကြော်ပြပြီးတဲ့မုတ်ကြော်ကြော်နော်မုတ်ကြော်ကြော်လေးရလေးရပြီဆိုတော့ကဲစားဖို့အစင်းနဲ့ပါရှင်ဒီမှာကျတူနီလေးနဲ့ရှောက်သမယာသေးရှောက်သေးကြိုက်တာလေးနဲ့ထည့်စားတာတော့ကျစုကဒါတမီယိုသေးပေါ့နော်လေမွန်လိုင်းနဲ့စားလို့ရှင်လေမွန်ကျစုကပို့ပြီးတော့ကြိုက်တယ် ဘာလို့ဆိုတော့သူကအုံလို့ဆိုတော့ကိုကအချင်းလေးနဲ့တွဲပြီးတော့စားတာပို့ပြီးတော့ကောင်းတယ်နော်ကဲချောဆွေ Facebook လေးကိုလည်း follow လေးလုပ်ပေးကြပါအောင် like and share လေးလည်းလုပ်ပေးပါအောင်နော်အများကြီးတက်ကြွနာမဟုတ်ပေမဲ့ကိုတက်တလောက်ကလေးအိမ်မှာချက်စားတာလေးတွေကိုရှယ်ပေးနေတာပါချက်စုရဲ့ YouTube channel လေးရှိပါတယ်လောက်တာတော့တော်တော်ကြာပါပြီ YouTube channel ရတော့ Asian Myanmar Food Recipe ဆိုလို့ရှိရင်ကျဆွေ channel လေးမှာအများကြီးပဲကျဆွတင်ထားပါတယ်။ရှင်းချင်နေရေးကြည့်ပြပါအောင်เนาะ။ပြီးရင် eBay မှာဆိုလို့ရှိရင်ချောမောင်ဆိုလို့ရှိရင်ကျဆွေရဲ့ site လေးထွက်လာပါမယ်။ TikTok မှာဆိုရင်တော့ CSM Fashion Show ဆိုရင်လည်းကျဆွေရဲ့ IG တွေရောင်းနေ site လေးထွက်လာပါမယ်။အပိတ်ကြပါအောင်ရှင်။